အမေရိကန်သမရဘသူလဲဟဲလို့မေးလိုက်လို့ရှိရင်အရှင်မူလူနဲ့ဖြူဖြူကြော်သိင်းနေဖြူဖြူကြော်သိင်းဆိုတာဘသူလဲအမေရိကန်နိုင်ငံ သမရမဟုတ်တဲ့အဆိုတော်အဆိုကျော်မြန်မာနိုင်ငံရဲ့ဖြော်ဖြေးလောကဂီတလောကတမိုင်းမှာခြံထားခဲ့လို့မရတဲ့နှစ်အကြာကြီးနှစ်20ကျော်အမြင်နေစေဖြူဖြူကျော်သိန်းရဲ့အကြောင်းကို ပြန်ပြီးတော့မှ လေလာသုံးသပ်ကြည့်ချင်ပါတယ်။ဘာအလုပ်ကိုပဲလုပ်လို့အမအရန်တော့အပတ်တကုတ် လုပ်တတ်တယ်။တကုတ်တခဲလုပ်တတ်တယ်။လုံးဝမစုံမနဲ့လုပ်တတ်တယ်။အရှုံးမပေးလုပ်တတ်တယ်။အဲ့လိုဇွဲမလျှော့ပဲနဲ့မရရအောင်လုပ်တတ်တယ်။ဒါပေမဲ့အဲ့မရရအောင်ဆိုတဲ့နေရာမှာနောက်တစ်ခုရှိတယ်။အမမဟုတ်တဲ့နည်းနဲ့တော့မလုပ်ချင်ဘူးဆိုတဲ့စိတ်ရှိတယ်။ဘာလို့အဲ့ဒါလဲအမရဲ့ပြုစုပြောထောင်ခံခဲ့ရပုံကြောင့်ပေါ့နော်အမမိဘတွေအမဆရာသမားတွေအမကိုပြုစုပြောထောင်ပေးလိုက်တဲ့ပဝင်းကျင်ပြီးတော့အမဖတ်တဲ့စာတွေစသဖြင့်ပေါ့နော် အဲ့ဒါတွေအကုန်လုံးကအမအကိုဘယ်လိုပြည့်စုံပြောထောင်လဲဆိုလို့ရှင်ဟိုဘယ်ဟာရောဖြင့်ကောင်းတယ်ဘယ်ဟာရောဖြင့်မကောင်းဘယ်ဟာရောဖြင့်ဟိုမှန်တယ်ဘယ်ဟာရောဖြင့်မမှန်ဘူးဆိုတဲ့ဥစ္စာကိုစင်ချင်တုံတရားကိုပါပေးလိုက်တယ်ကပါကျော်နာမည်ကျော်အစိုးရရဲ့တခြင်းနေမှာဒီရှာရီကစာသားသွတ်သွင်းထားတာကိုဒီဆိုရာကနဲ့ကိုရိုင်းဒီကိုရိုင်းရေးကိုရိုင်းဆိုဒိတ်ဒိတ်ကျဲအစိုးရဖြစ်နေတဲ့ ာမြင်စွာရည်တည်နိုင်တယ်။တစ်ခက်တစ်ယောက်အစိုးရအနုပညာရှင်ဖြူဖြူကျော်သိန်းကဘလို့လူလဲ။ဘာလို့ဖြူဖြူကျော်သိန်းကဖြူဖြူကျော်သိန်းလို့အာမြင်နေရတာလဲ။စိတ်ပညာပွဲရထားတဲ့အစိုးရဖြူဖြူကျော်သိန်းဘာတူလဲ။ ဒီဗီဒီယိုလေးမှာအစိုးရဖြစ်ဖြစ်ကျော်တဲ့ရဲ့အကြောင်းကိုကျွန်တော်သင်ဆက်ပေးနေကြအကနဲ့မတူတဲ့ဂီတလောကအကြောင်းကိုပြန်ပြီးတော့မှ video essay အနေနဲ့သင်ဆက်ပေးချင်ပါတယ်။ဒါပေမဲ့ရှေးဥစွာပြောကြားလိုတာကတော့ဖြူဖြူတော်တဲ့ရဲ့အမာခံပရိသတ်တွေလောက်တော့အသေးစိတ်တရင်အချက်လက်တွေတော့ကျွန်တော်လည်းမသိပါဘူး။ဒါကြောင့်မလို့မားတာရှိရင်လွဲနေတာများရှိရင်ဒီခံပေးပါလို့ကျွန်တော်ကြိုတင်ပြီးတော့တောင်းပန်ချင်ပါတယ်။ ပြီးတော့အစရဖြူဖြူကျော်သိန်းကိုအရှင်လက်လက်လဲနှစ်ခါပဲကျွန်တော်တွေးဆောင်ခဲ့ပူပါတယ်ဆိုတော့ပထမတစ်ခုကတော့2012ခုနှစ်ဒီဇင်ဘာလမှာကျင်းပတဲ့ MTV Exit ဆိုတဲ့ရှေရုံဘုရားကြီးကိုနောက်ခံထားတဲ့ဒစ်ဂီတာပွဲမှာပါနောက်ထပ်တစ်ချိန်ကတော့တခြားသောလူမှုရေးပွဲတစ်ခုမှာတွေ့ဆုံခဲ့တာဖြစ်ပါတယ်ပြိတ္တတယောက်အနေနဲ့ သူ့အတွက်ကိုကျွန်တော်တော်တော်လေးကိုကြည့်ချင်ခဲ့ပါတယ်ဒါပေမဲ့ဆိုတော့ဖြူဖြူကျော်သိန်းရဲ့တီဆိုမှုတွေကိုကြည့်ရှုရတဲ့ stage show တွေရဲ့ခင်မှာတေချာကိုရိုင်းဝယ်ယူနိုင်တဲ့အနေထားရောက်တော့လဲဈေးတော်တော်ကြီးတဲ့ပမာဏဖြစ်နေလို့အဲ့ဒီပွဲကိုလည်းမကြည့်ဖြစ်လိုက်ပါဘူးဒါပေမဲ့လည်းဖြူကျော်သိန်းရဲ့ပြိတက်များစွာတဲ့ကကျွန်တော်လည်းအမအမခံမဟုတ်ပေမဲ့ပြိတက်တယောက်ပါဆိုတာကိုဝန်ခံရင်းနဲ့ကျွန်တော်တို့တွေစလိုက်ရအောင် ုဖြစ်လာတဲ့ဒီသချင်းလေးကိုအတူတူဆိုပြီးတော့နှုတ်ဆက်ပြရစေရှင်အစောရဖြူဖြူကျော်တိတ်ဟာ အတွင်းကျေဆိုရဲပြန်ဆိုတဲ့တပုတ်ကိုဒိတ်တန်ရှင်ကော်နီနဲ့တွဲဖက်တီဆိုရဲနဲ့အမှုပညာလောကအထက်ကိုတနိုင်ငံလုံးနီးပါးသိတဲ့အစောရတယောက်ဖြစ်ရောက်ရှိခဲ့ပါတယ်ရှင် ဲ့ဒီခေတ်ရဲ့အမျိုးသမီးအစိုးရတွေကြားထဲမှာဖြူကျော်သိန်းရဲ့လို့နာမည်တစ်ခုရအောင်နေရာတနေရာကိုအခိုင်အမာရယူနိုင်ခဲ့ဖြူကျော်သိန်းရဲ့ဒီတချင်းဘာဝနဲ့တီစီရီအမိကတော့သူခေတ်ကိုခေတ်ဆိုရက် CTFN ရေဒီယိုရဲ့၃နှစ်မြောက်ရကူရောင်းချတဲ့ပွဲတစ်ခုမှာတည်ဆုံခဲ့တာဖြစ်ပါတယ်ဒီတချင်းမတိုင်ခင်ဖြူဖြူကျော်သိန်းတယောက်ဘလို့စ조사ခဲ့ရတယ်လဲဆိုတာကျွန်တော်တို့တွေ အရင်ဆုံးပြန်ပြောင်းတတိယလေ့လာကြည့်အောင်ဖြစ်ဖြူကျော်သိန်းရဲ့ပထမဦးဆုံး professional အမှုပညာရှင်ဒေးတချင်းတီဆိုသူဖြစ်နေ16ရက်နေ့ August လ2003ခုနှစ်က Eric ရဲ့နာမည်အကြီးဆုံး DIY တစ်ခုဖြစ်တဲ့ Iron Cross Digital အဖွဲ့ရဲ့တီဆိုဖြောပြတဲ့ရှုပ်ပွဲတစ်ခုမှာပထမဦးဆုံးအမျိုးသမီးအဆိုတော်ဖြစ်နေ ဆင်တင်ခံခဲ့ရတာဖြစ်ပါတယ်။ August လ16ရက်နေ့မှာ Strand Hotel ရန်ကုန်မြို့မှာပြုလုပ်တဲ့ဒီ Strand Hotel ရဲ့ IC Show ဘွဲ Iron Cross ရဲ့အာဒီစင်မြင့်ဖြော်ပြပွဲမှာပြပြဘာမှမဟုတ်ဘူးပြ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 ကြော်သိန်းဆိုတာအထီးလားအမလားတော့မှမသိသေးတဲ့အချိန်မှာဒီ Iron Cross ကအကိုရရဲ့နာမည်နဲ့ဟိုဆလုံးဖောင်းတာအစဟိုဟို သေးထားမှိန်ထားတာမျိုးမရှိဘဲနဲ့တရွယ်တဲ့တဆိုင်သေးပေးပြီးတော့ဖြူဖြူကျော်သိန်းစရင်နာမည်ကိုဒီလေးဖြူငယ်မျိုးကြီးဝန်ဝိုင်းစောပိုင်စရင်နာမည်နောက်မှာထိုးပေးပြီးတော့ဟိုကို့ကိုမြင့်တင်လာခဲ့တာ ICF ပထမဆုံးစင်တင်မျိုးသမီးမျိုးသမျိုးဆက်သစ်ဒေသရှင်အနေနဲ့စင်တင်ပေးခဲ့တာအဲ့ဒီဟာကိုဖြူဖြူအများရမှတ်မိတာပေါ့ဒါ Cinderella story ပဲဖြူဖြူဘဝအတွက်ဆိုရင်အဲ့ဒီပွဲကိုတော့ရန်ကုန်မြို့တိုင်းဝိုင်းကသူတွေကတည်ရှိခဲ့ပြီးတော့မှဖြူဖြူကျော်သိန်းရဲ့လို့စတင်လာခဲ့တာဖြစ်ပါတယ်ဖြူဖြူကျော်သိန်းဟာအဲဒီကာလမှာဆေးကျောင်းသူတယောက်အနေနဲ့ သူမရဲ့ပထမဦးဆုံးတကူတော်ခွေဖြစ်တဲ့လောကမတက်ဆိုင်တော့ပါဆိုရက် T-series ကိုကိုရိုင်းထုတ်လုပ်ဖို့အတွက် Iron Cross D1 အဖွဲ့နဲ့အတန်သွင်းနေခဲ့တာဖြစ်ပါတယ်ဒီလိုကနဲ့အဲ့လိုစင်တင်ပေးခြင်းခံခဲ့ရတာဖြစ်ပါတယ်ပြည့်ရဲ့ပထမဦးဆုံးတော့မတက်ဆိုင်တော့ပါအခွေတော့မှဆိုရင်လုံနေရင်တန်လန့်နေပေါ့နော်အဲ့လိုပဲဆက်လုပ်ဖို့အတွက်နည်းနည်းအခက်အခဲရှိသွားတဲ့အချိန်မှာအမမီကနေပြီးတော့သူစုထားတဲ့ အဲရွှေတွေအကုန်လုံးကိုသူကရောင်းပြီးတော့အဲ့ဒီခွေတွေကိုထည့်ပြလိုက်တာအဲ့ချိန်မှာသူတမီးအောင်မြင်မလားမအောင်မြင်ဘူးလားပေါက်မလားမပေါက်ဘူးလားဆိုတော့သူတိရာမဟုတ်ဘူးတမီးကိုချစ်တဲ့စိတ်ပြီးတော့ဖြဖြူရဲ့ဒီအမှုပညာကိုယုံကြည်တဲ့စိတ်နဲ့ပေါ့နော်အဲ့သူစီမှာရှိတဲ့ဟာအကုန်လုံးကိုသူကရောင်းပြလိုက်တာရောင်းပြလိုက်ပြီးတဲ့ခါကျတော့မှတမီးခွေထဲမှာထဲ့ကြံတဲ့ဥစ္စာကိုပြီးအောင်ဆက်လုပ်ဆိုပြီးတော့ ဲ့လိုမျိုးဆိုတဲ့အခါကျတော့ရွှေလို့ပြောလိုက်လို့ရှိရင်အဲ့ဒါလေးကိုသွားတတိယရယ်ရွှေရောသူ့မှာရှိတယ်သူအရင်ကြိုက်တယ်ဆိုရယ်သူရဲ့ပလဲတဆန်းစားရောသူလိုရောင်းပြီးတော့ဟိုဖြူးဖြူးရဲ့ပထမဦးဆုံးအခွေလေးပြီးအောင် ပြီးပြည့်အောင်လုပ်နိုင်မှုအတွက်ဆိုပြီးတော့သူလုပ်ပေးတာဆိုတော့အဲ့ဒါကတော့အမှတ်တရအရင်ဖြစ်တယ်မမီကိုလည်းရမ်းကြည့်စုတယ်လေမန္တလေးမြို့တကြံပွဲတော်မှာလည်း IC ဖွဲ့နဲ့တိဆိုဖြောဖြည့်ခဲ့ပြီးတော့မှဒီလိုကနဲ့တဖြည်းဖြည်းချင်းအတွဲခွေတွေဆက်တိုက် ဆိုသလိုဆိုဖြစ်ရာကနဲ့သူမဟာ CTFN ရဲ့နောက်ထပ်၄နှစ်ပြည့်ဖြစ်တဲ့ဒင်းစီရီမှာလည်းဆက်စရာလိုကြဆိုတဲ့တခြင်းကို၈နှစ်ကနဲ့မတူပဲအတွဲလိုက်မဟုတ်ပဲနဲ့တကိုယ်တော်အနေနဲ့ခက်ဆန်းဆန်း performance အနေနဲ့အတူသူမရဲ့တိတ်တိတ်ကျဲအဆိုတော်ဘဝကိုဆက်တင် အစင်မြင့်တင်နိုင်ခဲ့ပါတယ်ဆက်စရာလိုကြဆိုတဲ့တခြင်းလေးကိုဘသူကဆိုမှလဲဖြူဖြူကျော်သိန်းကတည်ဆုံมาဖြစ်ပါတယ်ဟုတ်ကဲ့ပါဖြူဖြူကျော်သိန်းနဲ့အတူတူ ထပ်ပြီးတော့ပူပေါင်းပြီးတော့ပါဝင်တင်ဆက်ကြမယ်ညီငယ်ညီမငယ်လည်းရှိသေးတယ်ဂီတာမိတ်ကဟုတ်ကဲ့ voices ဆိုရဲဖွင့်ပြပါတယ်ဂီတာမိတ် voices ဟလာကျွန်တော်တို့ဟို choir ခေါ်မှာပေါ့နော်အတန်ဒီအများကြီးပဲဆိုကြတယ်ညီငယ်ညီမငယ်ပါအောင်မယ်ပြီးတဲ့အခါမှာတရုတ်ဆောင်မဲ့ညီမလေးလည်းပါအောင်မယ်ပွင့်လျာမိုးလေးဟုတ်ကဲ့အဲ့တော့အလုံးနေနေကြတော့ဘာမှမမြင်ရတော့ဘူးနောက်ပြီးတော့တခြားသောအတွဲခွေတွေမှာလည်းတစတစပါဝင်တီဆိုလာတယ် သူမရဲ့တကူတော်ခွေလဲ VCD Karaoke အနေနဲ့အမင်းကြောကြားမှုတစ်ခုဖြစ်လာတယ်ဒီလိုကနဲ့တစ်ဆင့်အစိုးရဖြူဖြူကျော်သိန်းဟာနာမည်တနိုင်ငံလုံးသိတဲ့အစိုးရတယောက်ဖြစ်ကြော်ကြားလာပါတယ်အဲ့လိုနဲ့အတူပဲတခြားသောလူမှုရေးလုပ်ငန်းတွေဖြစ်တဲ့ကလေးများအခွင့်အရေးနဲ့ပတ်သက်တဲ့ UNICEF လို့အဖွဲ့အစည်းနဲ့လက်တွဲဆောင်ရွက်တာတွေပြုလုပ်တယ်လို့သူမပွဲရပြီးနောက်ပိုင်းမှာလည်းဆက်လက်ပြီးတော့ တချင်းတွေ တကိုယ်တော်ခွေအနေနဲ့ရော တခြားအတွဲခွေတွေအနေနဲ့ပါဆက်လက်တည်ဆိုဖျော်ဖြေမှုတွေနဲ့အတူ သူမရဲ့နာမည်ကျော်ကြားမှုကိုထိမ့်သိမ်းနိုင်ခဲ့ပါတယ်။ခုတ်ကူးခွေတွေအင်မတန်မှစီးပွားဖြစ်ပြီးတော့မှလူထုကြားထဲရောက်နေတယ်လို့မျိုးတကိုယ်တော်ခွေအစ်စ်မရောက်ရတဲ့အခြေအနေမှာပဲသူမရဲ့ဒုတိယဒေစီရီအခွေဖြစ်တဲ့ချစ်သူအမောင်းချိန်စာဆိုတဲ့ဒေစီရီနဲ့သူမဟာအဲ့ဒီခေတ်က CTFN ရဲ့အယောင်ရဆုံးအမျိုးသမီးစတူဒီယို ေတန်ရှင်ဖြစ်နေလဲစုကိုပထမဆုံးစခုနိုင်ခဲ့ပါတယ်ရောင်းအားအကောင်ဆုံးဒေးစီရီစုကိုရရှိခဲ့ပေမဲ့လည်းအဲ့ဒီအခွေဟာမှတ်မိတဲ့လောက်ပြောရရင် ထောင်ကနန်းဝင်းကျင်ပဲရောင်းခဲ့ရတယ်လို့အမှတ်မမှားဘူးဆိုရင်2500ဝင်းကျင်ပဲတဲ့9000မပြည့်လောက်ဘူးဒီလိုနေသားမျိုးမှာပဲဆရာဝန်ဘွဲကိုရရှိပြီးသွားတဲ့အဆိုတော်ဖြစ်ဖြစ်ကျော်တဲ့ဟာအဆိုတော်ဘဝကိုဒီလိုအနေထားတွေထဲမှာပဲ သတိရှိရှိရွေးချယ်ခဲ့ပါတယ်တကယ်အစိုးရရဲ့စိတ်ထဲမှာတော့အရင်ခံကြည့်လိုက်လို့ရှိရင်ဟိုစိုးနေရရင်ပြောပါတယ်ဒါကတော့အခြေခံအမှန်တရားတစ်ခုပါ နောက်တစ်ခုကကြတော့ဟိုတစ်ကက်ရှိုးဆိုခြင်းနဲ့ဆိုတာကြတော့အဲဂုံတိတ်ခါလေးတစ်ခုအနေနဲ့တော့လကောင်းနောက်တစ်ခုကကြတော့ကိုယ့်ရဲ့ဟိုဂီတလောကရဲ့ဟိုအနာဂတ်အတွက်အနေထားအတွက်တော့လကောင်းပေါ့နော်အဲ့လိုမျိုးပေါ့ဒါမဲ့ဟိုဘယ်လိုပြောရမလဲဆိုရဲခါတစ်ခါလေးကြလို့ရှိရင် ကိုယ်နိုင်ငံရဲ့အနေအထားကိုလူမှုပတ်ဝန်းကျင်ရဲ့အနေအထားအရဟိုရှိတာကိုအစဉ်ပြေဆုံးဖြစ်အောင်လုပ်ရတဲ့ခါလဲရှိတယ်။ပြီးတော့အဲ့ဒါတယောက်တည်းလုံယုံနဲ့မရဘူး။အဲတူးကောင်းတယောက်ကောင်းနေလေလို့လို့ရတဲ့အရာမဟုတ်ဘူးတခါလေးကြလို့ရှိရင်အဆိုတော်တွေကြီးပဲလို့လို့ရတဲ့အရာလည်းမဟုတ်ဘူးဂီတသမားတွေကြီးပဲလို့လို့ရတဲ့အရာလည်းမဟုတ်ဘူးအဲဂီတလောကတစ်ခုတည်းအားပဲလို့လို့ရတဲ့အရာလည်းမဟုတ်ဘူး ်ပရိသတ်စီမှာလည်းတာဝန်ရှိရင်ရှိနေတတ်တယ်နိုင်ငံမှာလည်းတာဝန်ရှိရင်ရှိနေတတ်သူအပိုင်းလေးတွေနဲ့သူပေါ့နော်ဟိုအစိုးရတွေကြီးပဲကိုလည်းအပြစ်ပြောလို့မရအောင်ဂီတသမားတွေကြီးပဲကိုလည်းအပြစ်ပြောလို့မရအောင်ဆိုတော့ဟိုခေအနေထားကိုရဟိုတချင်းဆိုလို့ရှိရင်လည်းဟိုအခွေကိုဝယ်လိုက်ဖို့ထက်စားလို့ရှိရင် online မှာ free download လုပ်ဖို့အတွက်ကိုပိုအာတန်ကြတဲ့စိတ်ရှိတဲ့သူတွေများနေတဲ့အချိန်မှာအခွေတော့ထုတ်ကြတာပဲ freeway online မှာအမြဲပေးနေကြတာတော့မဟုတ်ဘူးဒါပေမဲ့အခွေမဝယ်ကြတော့ဘူးဆိုတဲ့အခါမှာဟိုအစိုးရဆိုတာကြတော့ဟိုကိုယ်တချင်းလေးတွေရှင်တန်ကျင်တယ်ကိုယ်တချင်းလေးတွေအာအသက်ရှင်နေတာမြင်ကျင်တဲ့အခါမှာနှီးမျိုးစုံနဲ့ပြိတက်လက်ထဲကိုရအောင်လှုပ်ကြရတာပဲအစိုးရဖြစ်ဖြစ်ကျော်တိန်ဟာအဲ့လိုအမှုပညာတက်တန်းဝါနုစင်ကာလာတွေမှာပဲ2008ခုနှစ်မှာလန်ဒန်မြို့အင်္ဂလန်ပြီးတော့စင်ကာပူမြို့မှာလည်း2008ခုနှစ်မှာ ပန်ကားမြို့မှာတော့ရောက်ဖြောဖြေးနိုင်တဲ့အထိအောင်မြင်ခဲ့သလိုအတွဲခွေတွေအနေနဲ့လည်းအစိုးရဖြိုးကြီးနဲ့တွဲဖက်တည်ဆုံမှုတွေမင်းသားရေးကြော်ဟင်ပြုလုပ်တဲ့ရှိုးပွဲကြီးထဲမှာပါဝင်မှုတွေအဲ့ဒီခင်းရဲ့အကျော်ကြားဆုံးအစိုးရတယောက်ဖြစ်တဲ့အစိုးရဆန်းဆန်းခန့်လိုက်တဲ့တည်ဆုံမှုတွေနောက်ပြီးတော့ပြန်ဆိုတေးခစ်ဖြစ်တဲ့ခစ်တစ်ခုမှလည်းမူရင်းသေးတန်ရှင်အေးချမ်းမင်းရဲ့ဆက်စရာလိုကြပြီးတော့ playboy တန်နိုင်ရဲ့စုဆိုတဲ့တဲ့ချင်း ပြီးတော့ပညာပေးတဲ့ချင်းဖြစ်တဲ့ fancy တိုင်းဆိုတဲ့တချင်းတွေကိုလည်းဒီဆိုခဲ့တယ်လို့အောင်မြင်မှုတွေရခဲ့ပါတယ်။ဒါပေမဲ့နာမည်ကိုတော့ fancy တိုင်းကနဲ့အစိတ်ရိုင်းဆိုပြီးတော့မှပြောင်းလဲပြီးတော့ဒီဆိုခဲ့ရပါတယ်။အမအကြတော့ဘယ်လိုလူမျိုးလဲဆိုလို့ရှိရင်တမယိုးကျဟိုဖြစ်တည်မှုလမ်းကြောင်းကနေပြီးတော့ကွဲထွက်ပြီးတော့ဖောက်ထွက်ပြီးတော့ရှင်သန်နေတဲ့သူဖြစ်တဲ့အတွက်ကြောင့်အမကို ဒီလောက်ထိလက်ခံပြီးအမဒီလောက်ထိရှိနေလို့ရတယ်ဆိုတာတော့မှတကယ်တမ်းကြားလို့ရှိရင်ကိုယ်အားပေးလက်ခံနေတဲ့ကိုနဲ့ဟိုအမျိုးသားတူတန်းချီတဲ့ပြိတ္တကြောင့်အမဒီလောက်ရက်တည်လို့ရတာအမတို့လူမှုပဝင်းကျင်ကဟိုတမယိုးကျပုံမှန်အာဖြစ်တည်မှုတဲ့အတွင်းမှာ အကောင်းဆုံးဖြစ်နေတဲ့သူတွေကိုအာပို့ပြီးတော့ရွေးချယ်ဖို့အတွက် အအစင်သင်ဖြစ်ကြတယ်အမလည်းမပြောချင်တော့ဘူးမပြောချင်တော့ဘူးဒီနောက်မျက်နှာလေးလည်းငါမကြည့်ချင်တော့ဘူးတွားကြနထန်တဆေခုနှစ်မတိုင်ခင်ကတည်းကဒီလိုမျိုးနိုင်ငံပေါင်းစုံပြည်တွင်းကပြပရာအောင်မြင်မှုတွေအများကြီးရခဲ့တဲ့ဆိုတော့ဖြစ်ဖြစ်တော့တင်းဟာဒီမှာဝင်ရောက်ခဲ့ရတဲ့ဂီတလောကအခြေအနေအရာလဲဒီမှာအတွက် ခက်ခဲတွေစင်ကောက်မှုတွေဝေဖန်မှုတွေတိုက်ခိုက်မှုတွေကို ကြုံခဲ့ရပါတယ်။အဲ့ဒီခေတ်ရဲ့အဆိုတော်လောကအခြေအနေနဲ့နိုင်ငံအခြေအနေကစပင်းအတိုရှီကိုထားတာကိုတော့မှကန့်သက်ချုပ်ချယ်ခံရတဲ့ခြေတခစ်ဖြစ်ခဲ့ပါတယ်။အဲ့လိုအနေထားမျိုးမှာပဲစီနီယာအမျိုးသားအဆိုတော်တွေကြုံရတဲ့ခက်ခဲတွေနဲ့အတူဖြစ်ဖြစ်ကြောသိမ့်ဟာအမျိုးသမီးအဆိုတော်တယောက်အနေနဲ့လည်း ခက်ခဲတွေအများကြီးဝေဖန်တိုက်ခိုက်မှုတွေအများကြီးကြုံတွေ့ခဲ့ရပါတယ်။ဒီလိုနေထားမျိုးမှာပဲဒီလိုအောင်မြင်မှုတွေကိုတခုတ်တခဲစူးစမ်းရရှိခဲ့တာဖြစ်ပါတယ်။ဒီလိုအောင်မြင်လာတဲ့အချိန်မှာဖြူဖြူကျော်သိန်းကိုဂီတအတိုင်းဝိုင်းကသူမအတွက်နေရာတစ်ခုသတ်မှတ်ပေးလိုက်ကြပါတယ်။အဲ့ဒါကတော့သူမရဲ့အတန်းသူမအောင်မြင်လာတဲ့တချင်းနေနဲ့လိုက်ဖက်တယ်လို့သူမကိုလည်းစင်တင်ပေးတဲ့ဒီဝိုင်းနဲ့လည်းလိုက်ဖက်တဲ့ရော့အဆူရတယောက်အနေနဲ့ နေရာပေးကြတာဖြစ်ပါတယ်ဒီလိုနဲ့သူမဟာ rock ဆိုတဲ့ကောင်းစင်အောက်ကအမျိုးသမီးအဆိုတော်ဖြစ်နေအဲ့ဒီခင်မှာနေရာယူလာခဲ့ရပါတယ်ဒီလိုနေရာပေးခြင်းခံရတာဟာကောင်းမွန်နဲ့ကောင်းမွန်တဲ့အရာဖြစ်တယ်လို့ဂျန်နဲ့တစ်ဖက်မှာလည်းသူမအတွက်တခြားသချင်းအမျိုးသားတွေကိုတီဆိုတဲ့အခါ line ကြောင်းနဲ့ rock guitar ပေါ်တစ္ဆာမရှိဘူးဆိုတော့ဝေဖန်ချက်တွေလည်းဖြစ်စေခဲ့ပါတယ်။နောင်နာကတ်မှာတော့ future thing ဟာ cross genre genre ပေါင်းစုံဂီတအမျိုးအစားပေါင်းစုံကိုတည်ဆိုတဲ့အဆိုတော်တယောက်ပါလို့သူမကိုယ်တိုင်သူမရဲ့ category ကိုသူမရဲ့သဘောတူညီတစ်ချက်နဲ့သူသူမကိုယ်တိုင်သတ်မှတ်ခဲ့ပါတယ်စာအောင်မြင်စကာလတွေမှာပဲ future သိန်းဟာလူကြီးလူငယ်ပြိသက်တွေဖြစ်ကလေးလေးတွေအရန်ကြိုက်ရတဲ့တက်တက်လှုပ်တူပတီဆိုချစ်ခင်ရတဲ့အဆိုတော်ဖြစ်နေလဲဂုံယူစွာနဲ့ယက်တီနိုင်ခဲ့ပါတယ်ဒီလိုနေသားမှာဖြူဖြူကျော်သိန်းရဲ့လို့ တစ်ခစ်တစ်ယောက်ဖြစ်စေခဲ့ထူးခြားစေခဲ့တာကတော့သူမရဲ့ပုံစံမျိုးစုံနဲ့လွတ်လပ်မှုရှိရှိချင်းတိုင်းကျဲတီးဆိုဖျော်ဖြေတတ်တဲ့ performance ပြီးတော့မှသူမရဲ့အဝတ်အစား fashion တွေပြောင်ပြောင်လက်လက်တွေဖြင့်ဖြစ်မဲ့ထူးခြားမှုတွေအပြည့်ပါနေတဲ့ဝတ်စားစင်မှုတွေအမှန်တိုင်းပြောရလို့ရှင်အယိုးသားဆုံးပြောရရင်ဖြူဖြူနဲ့မမညူနဲ့ညီမနှစ်ယောက်ကမြမဇက်တဲ့ပင်အဝတ်အစားတွေကိုအရန်ကြိုက်တာ ဆိုတော့အဲ့ဒီကနေပဲအများရန် inspiration ယူခဲ့တာအဲ့တော့ဖြူဖြူစပေါ်ကစားဆိုလို့ရှိရင်ဖြူဖြူကိုဟိုဒီလောကထဲမှာပဲအရန်ဇက်ဆန္နာပဲလို့ပြောတော့အဲ့လိုစပြောခံရတော့ဖြူအရန်ပြော်တာဖြူဖြူညီမနှစ်ယောက်ကဟဲ့ငါ့ကိုဟာငါတို့ကြိုက်တဲ့ဇက်သဖင်နဲ့တူတယ်လို့ပြောတယ်ဇက်ဆန္နာလို့ပြောတယ်ဆိုတော့အရန်ဝမ်းတာတာဂုံယူတာချိန်နဲ့ပျော်ရွှင်ပီတိတွေဖြစ်ပေါ့နော်ပီတိတွေဖြစ်ရနေတာ နောက်ဆက်တော့မှအဲ့လိုပဲဟိုကိုဟိုဘောနော်ဟိုဒီဟိုစီနီယာတယောက်ကနေပြီးပြောပြတယ်ဟဲ့နင့်ကိုအဲ့ဒါနှိမ်တာတဲ့ဆိုတော့ဟေးအဲ့ဒါဘာနှိမ်စရာရှိလို့လဲပေါ့နော်ဆက်ဆံနေဆိုတာဒါချင်းမချင်းမြောက်ပြီးပြောတာမဟုတ်ဘူးလားပေါ့ဆိုတော့အဲ့ဒီခါကျတော့မှဟိုဒီကအနေထားကိုကိုဟိုဘယ်လိုခေါ်မလဲလူအုပ်စုတစုနဲ့တစုအတွေးခေါ်ကမတူဘူးဆိုတဲ့ဟာကိုကိုသိတာ ကိုကတော့ငငယ်လေးကကိုရင်ညီမမြန်မာဇက်သပင်ကိုကြိုက်တယ်ခလေးတွေကလည်းဇက်ပွဲတွေရှောက်ကြည့်တယ်အဲ့ဒီခါမှာအဲ့လို colorful ဖြစ်တာရောင်စုံတာ bling bling ဖြစ်တာမျက်နှာဖုံးတွေတက်တာဒါတွေကိုအယံသဘောကျတယ်အဲ့ဒီအတွက်ကြောင့်အဓိကကတော့မြန်မာဇက်သပင်က inspiration ကိုယူပြီးတော့ပဲဖြူဖြူဒီနေ့အထိအဲ့ဒါတွေကိုလုပ်နေတာပါနောက်ပြီးတော့အတောင်လက်တယ်အတောင်လက်တွေမပါရင်ဖြူကျော်သိမ်းမဟုတ်ဘူးလို့ဆိုကြရလောက်အောင်သူမရဲ့နာမည်ကြီးဆုံးသချင်းဖြစ်တဲ့ဆက်စရာလိုကြသချင်းတဲကပုံစံအတောင်လက်တွေ ်နောက်ပြီးတော့ညံနှဖုံးညံညံနှဖုံးတွေကိုလည်းအတုံးချတတ်တဲ့အဆိုတော်ညံနှဖုံးတက်ပြီးတော့မှတီဆိုဖြောဖြေတတ်တဲ့အဆိုတော်ဖြစ်နေလေဖြူချူကျော်သိန်းဟာသူမရဲ့ပုံရိပ်တွေကို ထူးခြားမှုရှိစွာ ဖြောဖြေတင်ဆက်နိုင်ခဲ့ပါတယ်ဒီလိုနဲ့ဖြူကျော်သိန်းဟာ2010ခုနှစ်မတိုင်ခင်မှာပဲသူမရဲ့အမှုပညာသက်တမ်းအတွင်းမှာ ခေပြိုင်မှုပညာရှင်အမျိုးသမီးအစိုးရရင်းနဲ့မတူညီတဲ့ performance ပုံစံနဲ့အတန်နဲ့တည်ဆုံမှုတွေနဲ့တူအောင်မြင်ဆုံးအစိုးရအမျိုးသမီးအစိုးရတယောက်အနေနဲ့အောင်မြင်ကြချမှုရရှိခဲ့ပါတယ်။ဒါ့အပြင်ဒုမကောခေတိုင်းခေတိုင်းမှာရှိလေရှိတဲ့ထိထရှိတဲ့အတိုင်း senior တွေထဲကဒုမလိုပဲ rock တချင်းတွေကိုပါဝါကောင်းကောင်းနဲ့တည်ဆုံတတ်တဲ့အစိုးရတင်စာမော်နဲ့လည်းခက်ဆင်ဆင်ရှိတယ်ဆိုပြီးတော့လည်း နိုင်ရှင်ချီချူပြောဆိုကြပါတယ်နောက်ထပ်ချီကျူးဆရာအမှတ်အသားတစ်ခုအနေနဲ့သူမရဲ့ အဆိုတော် brand image ကိုအဆိုတော်နာမည်တစ်စိတ်ကိုကြော်ကြားစေတာကတော့အခွေနဲ့တထက်တဲကြအောင်တည်ဆုံနိုင်တဲ့သူမရဲ့တည်ဆုံနိုင်မှုတွေပါပဲဒီတက်ကိုသူမရဲ့ခစ်ပြိုင်အဆိုတော်ရဲ့ထဲမှာအဆိုတော်အာဇာနီနဲ့အတူဖြူဖြူကျော်သိမ့်ဟာအခွေနဲ့တထက်တဲကြအောင်တည်ဆုံနိုင်တဲ့သူအတန်ကိုဘလောက်ဆိုဆိုထိန်းထားနိုင်တဲ့သူဆိုပြီးတော့မှနာမည်ကြော်ကြားမှုအောင်မြင်မှုရရှိခဲ့ပါတယ်ဒါ ው ဂီတလော့ကအတိုင်းဝိုင်းကရော v.breakthat တရားပါအတိမတ်ပြုကြပါရယ် future သိန်းဟာအဲ့ဒီခေတ်မှာဆိုရင်အမျိုးသမီးဆိုတော်တွေ senior အမျိုးသမီးဆိုတော်တွေတော့မှမလောက်ရဲသေးတဲ့ဟိုတယောက်တည်းကောင်းခံပြီးတော့တည်ဆွားရတဲ့ show ပွဲကိုလည်းအောင်မြင်စွာပြုလုပ်ထိုင်ခဲ့ပြီးပါပြီအဲ့ဒီခေတ်ကတကူတော့ show ပွဲဆိုတာအင်မတန်မှကုန်ကျစရိတ်များသလိုချစ်နိုင်ဖို့ခဲရင်းတဲ့အရာတစ်ခုပါဒီမရဲ့ရှေ့ senior အဆိုတော်တွေတဲမှာဆိုရင် a champ မေ Trendaboro လောက်ပဲအမြင်စွာပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ဂျန်နဲ့စီနီယာတွေဖြစ်တဲ့ဒင်းစာမွန်စုံသင်ပါချောစုခင်တို့တော်မှအမြင်စွာပြုလုပ်နိုင်ဖို့အတွက်ခဲရင်ခဲတဲ့ခါလာဖြစ်ပါတယ်။ဒီနေထားမှာဒီမဟာဒီမရဲ့တကူတော်ရှုပ်ပွဲကိုအမြင်စွာစီမံဆောင်ရွက်နိုင်ခဲ့ပါတယ်။ Free show အနေနဲ့မျိုးစင်ကျွန်းမှာကျင်းပခဲ့ပြီးတော့ပြည်သက်အများကြီးတက်ရောက်ခဲ့သလိုအမှုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီမိုးမြအောင်ဝိုင်းစုခိုင်တင်စားတဲ့သူတွေလည်းတက်ရောက်ခဲ့သလိုအဲ့ဒီ show ပွဲကိုရုပ်တံလိုက်မှာထုတ်လုပ်ဖို့အတွက်ကန့်လန့်ခဲ့ပေမဲ့လည်းညင်းပယ်ခံခဲ့ရတယ်လို့လည်းသိရပါတယ်အဲ့ဒီခေတ်ကခေတ်စားတဲ့လူရှင်တော်အငိမ့်တွေရဲ့လူရှင်တော်ရဲ့ပြက်လုံးတိုင်းမှာ future သိမ်းရတချင်းတီဆုပ်ပုံတွေဟာမပါမဖြစ်ဆွေးရလောက်အောင်လည်းပါနေခဲ့ပြန်ပါတယ်မေးလို့မရနိုင်ဘူးဆက်ဆိုလဲငါတော့မေးလို့မရနိုင်ဘူးဆက်ဆို ငါတော့မေးလို့မရနိုင်ဘူးဆက်ဆိုပါလို့ဆိုတော့ဘယ်လိုဖြစ်တော့ဆက်ဆိုရှင်းဆက်ဆိုဩငါတော့မေးလို့ဆက်မရတော့ပါဘူးဆိုမှဘယ်လိုဆက်ဆိုမလဲဒါဟာသူမကိုချီချူးတဲ့အနေနဲ့ပြောဆိုဟာတာဖွဲကြတာလားကြည့်ရဲ့ပြူကြတာလားဆိုတော့ကရကန်ရှင်တွေပဲသိပါလိမ့်မယ်ဒါပေမဲ့သူမရဲ့ကြော်ကြားမှုကတော့အထင်ရှားပါပဲဒါအပြင်ရုပ်ရှင်စကားတွေမှာလည်းသူမရဲ့တခြင်းတွေကိုထည့်သွင်းရတဲ့အထိအောင်မြင်ကြော်ကြားမှုတွေလည်းရရှိခဲ့ပါတယ် ျွန်တော်အတွက်မှတ်မှတ်ရရအရှိဆုံးဆိုရင် Rider Mountain ဦးရဲ့ကူထားတဲ့ Nagaland ဆိုတဲ့ DVD ရုံတင်စကားထဲမှာသူမရဲ့အတွင်းကြီးသချင်းကိုအဲ့ဒီစကားရဲ့အတ ିକ ဆက်ဆောင်တယောက်ဖြစ်တဲ့အကယ်ဒမီမိုးမြောင်ရဲ့စက်ဝင်သချင်းခန်းစားမှုအဖြစ်အသုံးချခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်ဖြူကျော်သိန်းဟာသူမရဲ့အာမင်ကျော်ကြားမှုတွေကြောင့်အဲ့ဒီခေတ်ရဲ့နာမည်ကြီးဗီဒီယိုမင်းသားမင်းသားတူထူးဆန်နဲ့အတူတွဲဖက်ရိုက်ကူးဖို့အတွက်ကမ်းလှမ်းခံရတယ်လို့ရိုက်ကူးဖြစ်ခဲ့ပါတယ်။ The Bodyguard ကဘာကျော်ရွေးချယ်စကားကိုပြန်လည်ရခုထားတဲ့အဲ့ဒီစကားကိုတော့ဆိုတော့ကိုကလည်းဟိုတယုတ်ဆောင်ရလို့မဟုတ်တဲ့ခါကျတော့အစိုးရတယောက်အနေနဲ့ပဲလုပ်ခဲ့တာပေါ့နော်ဆိုတော့အခုခဏခဏမေးကြတာလူတွေကအဲရွေးချယ်ရိုက်မလားရွေးချယ်ရိုက်ပါလားပေါ့နော်မင်းသမီးလောပါလားဆိုပြီးပြောကြတာအဲအလိုမျိုးတော့မလုပ်တတ်ပါဘူးအာဒါပေမဲ့ဟိုကိုနဲ့လိုက်ဖက်တဲ့ဟာမျိုး ကိုကအဆိုတော်ဖြစ်တဲ့အတွက်ကြောင့်အဆိုတော်စိတ်ယုံနဲ့တိတ်ပြီးတော့မဝေးကွာတဲ့ဟာမျိုးတွေကြတော့ကိုကအာဘယ်လိုပြောရမလဲခံစားလို့နည်းနည်းရတယ်အဲ့ဒီသဘောနေမှာပါဘလိုမျိုးတရုတ်ဆောင်တရုတ်မင်းသမီးတရုတ်လို့ဆိုလို့ရှင်တော့ကြာရစရုပ်တွေကိုလောက်တတ်မယ်လို့တော့မထင်ပါဘူးအချင်းဆိုရတာလည်းပို့ပြီးတော့ပျော်ပါတယ်အမတ်တရရောဖြစ်တာပေါ့နော်ဘာလို့ဆိုဖြစ်ဖြစ်ကလည်းဟိုဝစ်နီဟူစတန်လည်းအရန်ကြိုက်တယ် and နောက်ပြီးတဲ့ခါကျတော့ဒီရုပ်ရှင်ရောဆိုလို့ရှင်လည်းအရင်တည်းကဖြစ်ဖြစ်ကြည့်ဘူးတယ်ပေါ့ ဆိုတော့ဒါမြန်မာမှုပြန်ပြုထားတာပေါ့လေကို့အတွက်လည်းအော်တကားဆိုတကားဆိုပြီးတော့အမတ်တရရိုက်လိုက်တဲ့ကားလေးဖြစ်တယ်အစိုးရတရားဖြစ်နေတဲ့အတွက်ကြောင့်အရင်ကြီးလည်းမခတ်ခဲခဲ့ဘူးဖြူကျော်တဲ့ကမင်းသမီးအနေနဲ့ယခုဖြစ်ခဲ့ပေမဲ့အဲ့ဒီစကားထဲမှာပါဝင်တဲ့အမျိုးသမီးတယောက်ဆောင်တယောက်ကစင်စာပိတ်ခံရတဲ့တယောက်ဆောင်ဖြစ်နေတာအတွက်ကြောင့်မလို့ဒီစကားဟာနှစ်တော်တော်ကြာမှသာမတိမသာလူမသိသူမသိထွက်ရှိသွားခဲ့ပါတယ် 2006ခုလောက်ကရိုက်ထားတဲ့ကဒါပေမဲ့ပြီးတော့ဖြစ်တင်တဲ့ခါကျတော့ထွက်တဲ့ခါကျတော့လည်းနောက်ထပ်9နှစ်လောက်နေပြီးတော့မှ2010လား17အဲ့လိုမျိုးထင်တယ်အလောက်မှမှလည်းထွက်ပြန်တယ်ဘုရားကြပါရှိလဲဆိုတော့အဲ့မှာခုနကပေါင်းလေးပြောသလိုပေါ့ပရိသတ်ဆိုတော့ um တချို့နေရာတွေမှာလေအပရိသတ်နဲ့ haters နဲ့ကိုမကွဲဘူးဖြစ်နေကြတယ် တချို့ haters တွေကလည်းပြစ်သက်အောင်ဆောင်ပြီးတော့ twisted လုပ်နေကြတယ်အမရဟိုဒါနိုင်ငံသားကဒီ pop scene မှာဆိုလို့ရှင်လဲရှိကြတာပဲလေ fandom တွေရှိကြတယ်။ဟိုတည်ရမလား haters တွေဆိုသူတို့ကိုသူတို့ဒီဆိုတော့ဒီအနုပညာရှင်မကြိုက်တဲ့ haters တွေနဲ့ယက်တီကြတယ်။ပရိသတ်တွေဆိုလို့ရှင်လဲလုံးဝ fandom တွေနဲ့ယက်တီကြတယ်အဲ့လိုပေါ့နော်။ဒီမှာကြတော့ဟိုနည်းနည်းလေးရှုပ်ထွေးနေကြသလိုပဲပေါ်တန်လဲဟိုတစ်ဖက်ဖက်မှာမနေရတဲ့တကာလမှာဟို hater စီရတစ်ခါလေးကြာရင်ပြိတက်အောင်ဆောင်ပြီးတော့ဝေဖန်ကြတယ်။ဒါပေမဲ့ဝေဖန်မှုကိုဖြစ်ဖြစ်ပါအများရန်၃မျိုးခွဲထားတယ်။အဲတခုကပါလို့ဆိုဝေဖန်အကြံပြုတာကြတော့ကိုယ်အပေးရဲ့ချစ်တဲ့ပြိတက်ကလုတ်တယ်။ချစ်လို့အပေးလို့ပိုကောင်းစေချင်လို့ဟိုယဉ်ကျေးစွာနဲ့အကြံပြုတဲ့အရာဆိုလို့ရှိရင်တလေးတစားတမိုးထားပြီးတော့ဂျေဇုတင်စွာနဲ့နာထောင်နဲ့လက်ခံနဲ့ပြင်စရာရှိရင်ပြင်နေပေါ့နော်။အဲနောက်တစ်ခုကကြတော့ဝေဖန်ပိုင်းခြားသုံးသက်တာပေါ့။ အဲ့ဒါကြတော့ချက်ချင်းမုန်းချင်းမပါဘူးဗလိုက်မှု မပါဘဲနဲ့အော်ဘယ်လိုခေါ်မလဲအော် specialized analyst လို့ခေါ်ရဲအဲ့လိုလူတွေကလုပ်တယ်အဲ့ဒါဘာလဲဆိုတော့ဒီဟိုဂီတပိုင်းဆိုလို့ရှိရင်ဂီတပိုင်းကိုကျွမ်းကျင်တဲ့ဟိုမီဒီယာသမားတွေပညာရှင်တွေကနေပြီးတော့ဟိုတုံးတက်တက်တဲ့သူတွေပေါ့သူတွေကလုပ်တယ်နိုင်ငံရေးသမားကိုဝေဖန်မယ်ဆိုလို့ရှိရင်လည်းဒီနိုင်ငံရေးပညာဥပဒေပညာကိုဟိုတက်ကျွမ်းနားလေတဲ့သူတွေက ဗလိုက်မှုမပါတဲ့ဝေဖန်ပိုင်းခြားသုံးသပ်မှုမျိုးကိုလုပ်တယ်နိုင်ငံသားမှာဆိုလို့ရှိရင်တော့ဟိုဘယ်လိုခေါ်မလဲဒီယုံကြည်စိတ်ချရတဲ့နာမည်ကောင်းတဲ့မီဒီယာတွေကလုပ်ကြတာပေါ့နော်နောက်ဆုံးတစ်ခုကဘာလဲဆိုဝေဖန်မှုကကြတာဝေဖန်တိုက်ခိုက်တာဝေဖန်တိုက်ခိုက်တယ်ဆိုကြဲကိုကအဲ့ဒါပရိသတ်ကလုံးဝမလုပ်ဘူးဝေဖန်တိုက်ခိုက်နေပြီသူ့ကိုသူသူသူပရိသတ်ပါလို့ပြောလို့မရအောင်ဘာလို့လဲဆိုတော့ပရိသတ်တွေကဘာမှအလိုမလုပ်လို့ဝေဖန်တိုက်ခိုက်မှုဆိုတဲ့နေရာမှာပုံကိုရိုက်တိုက်ခိုက်တာတော့လည်းကောင်းတစ်ခုခုပေါ့ခွဲခြားမှုအလိုရှိလာပြီဆိုလို့ရှိရင် စဉ်းစားကြည့်လိုက်တယ်နံပါတ်1အချက်ကအဲ့လိုဝေဖန်တိုက်ခိုက်ပြီးဆိုကြတဲ့ကအဲသူ့ရဲ့နောက်ွယ်မှာအကြောင်းရင်းရှိတယ်ပြီးရင်သူတချို့သူတွေကသူမရဲ့အဲ့ဒီပင်ကိုတန်တဲ့တီဆုံမှုတွေကိုလောက်ဆိုနေတယ်အတန်အစ်စ်နဲ့မဆိုဘူးဆိုပြီးတော့မှဝေဖန်မှုတွေကလည်းတစ်ဖက်မှာရှိနေပြန်ပါတယ်ဖြူဖြူကျော်သိန်းကိုသူမရဲ့အတန်တချင်းတီဆိုပုံတွေနဲ့ပတ်သက်ပြီးတော့ဘာလို့တိုက်ခိုက်ကြသလဲ တယ်ရမ်းကြိုက်တယ်မလေးကိုကကိုအကြောင်းဥက္ခနဲ့လည်းရမ်းကြိုက်တာဖြူကြသိအမကန်ပါကန်အတိုင်းနဲ့တဆုံးအတန်တူတစ်ခုလုပ်ပြအတိုင်းနဲ့အတန်တူဆိုလို့ရှိရင်ဖြူကြော်သိမ်းပေါ့လုပ်ပြပါလားဒါဟာစစ်ဒေလောဟဲ့ဟဲ့ဘယ်ပါလဲ